ကိုတိုင်လိလာတင်ယူမှု set study ပြုလုပ်ဖို့နေလာလောကမှာလူတိုင်းကအရာအားလုံးကို မသိနိုင်ကြပါဘူးလူဆိုတာမွေးဖွားလာကလေးကအကုန်သိအကုန်တတ်ပြီးမွေးဖွားလာတဲ့သူတယောက်မှ မရှိကြပါဘူးကလေးဘဝကစလို့သင်ယူရင်းနဲ့ကြီးပြင်းလာခဲ့ရတာပါဘဝဆိုတာတိုက်ပွဲလို့ပြောကြပါတယ်တိုက်ပွဲမှာ အနံ့ရခြင်းရင်တော့ ဘယ်လိုတိုက်ရမလဲဆိုတာသိဖို့အတွက်အရင်ဆုံးလေ့လာသင်ယူရပါမယ်လက်တွေ့ဘဝမှာလည်းတိုက်ပွဲဝင်နိုင်ဖို့ဘဝရဲ့အခက်အခဲအတားအဆီးတွေကို ကျော်လွှားနိုင်ဖို့အတွက်နီလန်းနီလန်းတွေခြာရမယ်သင်ယူရမယ်လေ့လာရမယ်ဒါမှသာဘဝတိုက်ပွဲမှာအနံ့ရမှာဖြစ်ပါတယ်လူဆိုတာဘဝရှိနေတဲ့ရွဲ့သင်ယူနေကြရမှာပါ သင်ယူမှုမလို့ရှင်တဲ့သူကတော့ဘဝဘဝမှာအမြဲတမ်းအဆုံးတွေနဲ့ပဲရင်ဆိုင်နေရပါလိမ့်မယ်ဒီတော့သင်ဘဝတိုက်ပွဲကို အနံ့ရချင်ရင်သင်ယူလေ့လာပါဘဝတိုက်ပွဲကကိုတူးတဲ့တိုက်ရမှာဖြစ်လို့ကိုကိုကိုအတွက် လေ့လာသင်ယူရမှာဖြစ်ပါတယ်သင်ဘဝအောင်မြင်မှုရဖို့သင်ကိုယ်တိုင်လုပ်ရမှာပါအားလုံးအရာအားလုံးက အမြဲတမ်းလိလာတည်ယူမှုကို အရှိခံတာပါလိလာတည်ယူမှုဆိုတာ အတန်းပညာတကူတည်းမဆိုင်ပါဘူးလူတိုင်းရဲ့ဘဝမှာကိုမသိတာတွေအများကြီးပါဒီထဲကမှ ကိုသိကျင်တဲ့အကြောင်းအရာတွေကိုလိလာတည်ယူနေကြတာပါခေအဆက်ဆက်သိပ္ပံပညာရှင်တွေဟာ သူတို့ဘဝတွေကိုတည်ယူလိလာခြင်းနဲ့အချိန်ကုန်စေတယ် သူတို့မတည်သေးတဲ့အကြောင်းအရာတွေကိုထက်ကထက်ကလေလာတင်ယူရင်းကနဲ့ကဗလူသားတွေကိုအကျိုးပြုနေတဲ့သူတွေဖြစ်တဲ့သူတို့ကမတည်တာကိုသိအောင်လုပ်ရင်လိုချင်တဲ့အဖြေကိုရှားဖွေပေါ်ထုတ်နေကြတာ မဟုတ်ပါလားတင်ဘဝမှာလည်းတင်လိုချင်တဲ့အရာအတွက်တင်ကိုယ်တိုင်စူးစမ်းရမှာဖြစ်ပါတယ်တင်ယူလေ့လာမှုမရှိဘဲစူးစမ်းနေရင်လည်း အောင်မအောင်မြင်နိုင်ပါဘူးတင်ယူမှုကိုရက်တန့်လိုက်တဲ့သူဟာဘဝရှိပေမဲ့အနာဂတ်မရှိလမ်းပြောင်းနေသူဖြစ်ပါတယ်အနာဂတ်ရှိတဲ့သူကစီမံချက်ပန်းတန်ရှိကြပါတယ်စီမံချက်ပန်းတန်ရှိသူတိုင်းကတင်ယူမှုကိုစင်စက်မပြတ်လှုပ်ဆောင်ကြပါတယ်တင်ဘာပဲလှုပ်လှုပ်တင်ယူမှုကိုအရင်လှုပ်ပါ ဥပမာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းလေဆိုရင် အရေးဆုံးတင်ယူလေ့လာမှုလုပ်ရပါမယ်။တင်ယူရင်းနဲ့လက်တွေ့လုပ်ရမယ်။လက်တွေ့လုပ်ရင်းနဲ့အတွေ့အကြုံကနေပြန်လည်တင်ယူရမယ်။ဒီလိုနဲ့တင်လို့ချင်တဲ့အလုပ်မှာ ကျွမ်းကျင်လာပြီးအောင်မြင်လာပါလိမ့်မယ်။အစကတည်းကဘာမှမသိဘာမှမလေ့လာပဲငွေအရင်းနှီးရှိတာတစ်ခုတည်းနဲ့စီးပွားရေးလုပ်ငန်းစမယ်ဆိုရင်အရှုံးနဲ့ပဲရင်ဆိုင်ရပါလိမ့်မယ်။ ကိုမသိတာကိုသိအောင်အရင်လောက်ဘယ်လိုလုပ်ငန်းမျိုးမစောကြဆုံးမှကိုမသိတာကိုသိအောင်မလုပ်ရင်ဘယ်လိုလုပ်ငန်းမျိုးမစောကြဆုံးမှပါပဲဒါကြောင့်တင်ယူမှုဟာအရေးကြီးပါတယ်တင်က အောင်မြင်ခြင်းသူတယောက်ဆိုရင်အငဲတန်းတင်ယူလေးလာပါတင်ယူမှုကိုဘယ်တော့မှ မရက်လိုက်ပါနဲ့တင်ကိုယ်တိုင် လေးလာတင်ယူရတာက ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူးကိုဘဝကို တိုးတက်ဖို့အတွက် ကိုယ်တိုင်ပဲလေ့လာ လေ့ကျင့်သင်ယူရမှာဖြစ်ပါတယ်ဒါကြောင့်ကိုယ်တိုင် လေ့လာသင်ယူမှု self study ကိုဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးတဲ့သူတွေအတွက်ကျွန်မကိုယ်တိုင် လေ့လာသင်ယူခဲ့တဲ့နည်းလမ်း၅ချက်ကိုပေါ်ပြပေးလိုက်ပါတယ်နံပါတ်၁စာဖတ်ပါစာဖတ်ခြင်းကသင်ယူခြင်းတစ်မျိုးပါ စာအုပ်တွေထဲမှာ ကိုမတိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိပါတယ်ဘဝအောင်မြင်နိလန်းတွေပေါင်းနေဆက်ဆံရေးစကားပြောနေငွေချာနေမိတ်ဆွေကောင်းချာနေအောင်မြင်သူတို့ရဲ့အောင်မြင်နိလန်းတွေစသဖြင့်ဘဝအတွက် အရေးပါတဲ့အကြောင်းအရာတွေကိုလေ့လာသင်ယူလို့ရပါတယ်ဒါကြောင့် self study level အတွက် self passion ဟာအကောင်းဆုံးသင်ယူလေ့လာမှုဖြစ်ပါတယ် ကျမရဲ့ဘဝတစ်လျှောက်လုံးမှာကိုယ်တိုင်တည်ယူမှုကစဖတ်ခြင်းပါပဲစဖတ်ခြင်းကနေကျမဘဝကိုကြောင်းလဲပေးခဲ့တာဖြစ်ပါတယ်နံပါတ်1သင်တန်းတက်ပါ သင်ဝါဒနာပါတဲ့အရာအရာအားလုံးကို လေ့လာသင်ယူဖို့အတွက်သင်တန်းတွေအများကြီးရှိပါတယ်သင်မသိသေးတာကိုသင်ယူဖို့အတွက်သင်တန်းတက်ပါ အခုအချိန်မှာ online သင်တန်းတွေလည်း ိုများလာတဲ့အတွက်အိမ်ကမိမိအိမ်ကနေပဲအလွယ်တကူတင်ယူလို့ရနေပါပြီ။တင်ရနေတဲ့တင်နန်းတက်ဖို့ငွေကြေးမတက်နိုင်ရင်လည်းပညာဒါနတင်နန်းတွေအများကြီးရှိပါတယ်။ဒီတင်နန်းတက်ဖို့အတွက်တင်ကိုယ်တိုင်ကတင်ယူခြင်းစိတ်ရှိဖို့လိုပါတယ်။တင်ယူခြင်းစိတ်ရှိမှလေလာတင်ယူမှုကအကျိုးရှိမှာပါ။ကိုယ်တိုင်လေလာတင်ယူတဲ့အခါတင်တန်းရွေးချယ်မှု မှန်ကန်ဖို့လည်းအရေးကြီးပါတယ်ကိုယ့်အတွက်အမှန်တကယ်လိုအပ်တဲ့သင်တန်းတက်မှသာ အကျိုးရှိလာမှာပါနံပါတ်3အောင်မြင်သူတွေစီကနဲ့လေလာသင်ယူပါလူဆိုတာ အရာအားလုံးကိုမသိနိုင်ပါဘူးကိုယ်သွားစင်တဲ့နေပင်မှာအောင်မြင်မှုရထားတဲ့သူတွေရထားတဲ့သူတွေစီကနဲ့လေလာသင်ယူပါ သူတို့ဘယ်လိုအောင်မြင်လာခဲ့ကြတယ်ဆိုတာ သိအောင်လုပ်ပါ အတူอยู่ပါ သင်လဲအောင်မြင်အောင်လုပ်ဖို့နေလန်းတွေ့လာပါလိမ့်မယ်သင်မသိသေးတဲ့အရာ အကြောင်းအရာတွေကိုအောင်မြင်တွေ အောင်မြင်သူတွေစီမှာလေ့လာသင်อยู่ပါနံပါတ်၄အခြားသူတွေရဲ့အမားကနေလေ့လာသင်อยู่ပါ လူဆိုတာ အမားမကင်းကြပါဘူးအမားလုတ်တဲ့သူဟာဘာမှ မလုတ်တဲ့သူဖြစ်တယ်လို့ အမားမလုတဲ့သူဟာဘာမှမလုတဲ့သူဖြစ်တယ်လို့ပညာရှင်တွေကပြောထားပါတယ်။အရှားသူတွေအရှားသူတွေရဲ့အမားတွေကလည်းလိလာတင်ယူတဲ့အခါတင်လဲအမားနဲနိုင်ပါတယ်။ဒါကြောင့်အရှားသူတွေရဲ့အမားကလည်းလိလာတင်ယူပါ။နံပါတ်5တဲ့ရဲ့အမားကလည်းတင်ကန်းစာယူပြီးပြန်လဲတင်ယူပါ။ဘယ်လိုတင်ဘယ်လို အမားတွေလောက်ဘူးလဲဆိုတာ ပြန်စင်းစားပါဒီလိုပြန်စင်းစားတဲ့အတွက် နောက်ထပ်အမအမမလုတ်ခင်သင်္ကန်းစာယူလို့ရပါတယ်ဒီအမားတွေကနေပြန်လဲတင်ယူပါအမားလုတ်ပြည့်ရင်အမားကနေသင်္ကန်းစာယူနိုင်ဖို့ကအရေးကြီးပါတယ်မှားမှန်သိလျက်နဲ့ဆက်ပြီးမှားနေမယ်ဆိုရင်သင်ဟာဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူးဒါကြောင့်ကိုယ်တိုင် လေ့လာသင်ယူဖို့အတွက် အခုပြောပြသွားတဲ့အချက်တွေကို substitute လုပ်တဲ့အခါမှာလက်တွေ့အသုံးချမယ်ဆိုရင်တင့်အတွက်အကျိုးရှိမယ်ဆိုတာယုံကြည်ပါတယ် online မှာအကျိုးရှိရှိသင်ယူခြင်းကဘာပေါ်မှာ covid ရောဂါပေါ်ပေါက်လာခြင်းကစပြီးလူတွေဟာအပြင်ထွက်ဖို့အခွင့်အရေးနည်းတာကြောင့်ချက်ချင်းဆက်သွယ်ဖို့အတွက် online ကို ေါ်ပြီးအသုံးပြုလာကြပါတယ်။စီးပွားရေး၊ဘာသာရေး၊လူမှုရေးစတဲ့အရာတွေအတွက်အွန်လိုင်းကိုအသုံးပြုလာကြပါတယ်။သင်ယူလေ့လာမှုပြုတဲ့အခါမှာလည်းအွန်လိုင်းကိုပဲအသုံးပြုလာကြပါပြီ။အွန်လိုင်းထိုင်နေတွေအများကြီးပေါ်လာပါတယ်။အွန်လိုင်းကို အသုံးချပြီးသင်ယူသူလေ့လာသူတွေကလည်းပုံများလာပါတယ်။ဖုန်းတစ်လုံးချပြီးအင်တာနက်ရှိုံနဲ့အင်္ဂါနဲ့ လွယ်လွယ်အလွယ်တကူလေ့လာသင်ယူလို့ရနေတဲ့အချိန်ဖြစ်လာပါစေဒီလိုအချိန်မျိုးဟာ ကိုယ့်အတွက်အကျိုးရှိစေမဲ့ပညာရက်တွေကို လေ့လာသင်ယူဖို့အကောင်းဆုံးအချိန်ပါဒီလိုသင်ယူတဲ့အခါမှာသင်ယူမှုကလက်တွေ့ထိရောက်မှုရှိဖို့လိုပါတယ်ကိုကတော့သင်တန်းတွေကိုတခုပြီးတခုတက်နေတာပါပဲဒါပေမဲ့ဘာမှဖြစ်မလာဘူးတိုးတက်မှုလည်း ရှိမလာဘူးဆိုရင်တင့်ရဲ့လေလာတင်မှုကမှန်ကန်မှုမရှိလို့ပါ online တင်ဒန်းမျိုးစုံ ရှိပါတယ်ပညာရေးပေါင်းသင်းဆက်ဆံရေးစီးပွားရေးကိုယ့်ကိုယ်ကိုဖွံ့ဖြိုးတိုးတက်ရေးစတာတွေအပြင်လက်တွေ့မှာဆက်ရှင်းအသုံးချလို့ရမယ်အတန်မွေးဝမ်းကြောင်းပညာရက်မျိုးစုံကိုလည်းတင်ယူလို့ရနေပါပြီ။ဒါကြောင့်ဒီလိုစုံလင်လှတဲ့ တင်တန်းတွေထဲမှာမှာကိုယ့်အတွက်တကယ်အတော့ဝင်ပြီးအမှန်တကယ်အကျိုးရှိခြင်းမဲ့ပညာတွေပေါ်လေ့လာ သင်ယူနိုင်ဖို့အရေးကြီးပါတယ်။အွန်လိုင်းကနေသင်ယူတယ်ဆိုတာတယောက်တည်းသင်ယူရတာဖြစ်တဲ့အတွက်သင်ကိုယ်တိုင်လည်းသင်ယူခြင်းစိတ်ရှိမှရမယ်။သင်ယူခြင်းစိတ်မရှိဘဲမသင်ပါနဲ့။သင်ယူရှင်စိတ်ရှိဖို့ကအလွန်အရေးကြီးပါတယ်။သင်ယူရှင်စိတ်မရှိရင် ်တင့်ကိုဘယ်သူမှမကူညီနိုင်ပါဘူးတင်ယူဖို့စိတ်ပိုင်းဖြတ်ထားရင်မင်းကိုဘယ်သူမှတားလို့မရဘူးလို့စနစ်ကလာကဆုတ်ထားပါတယ်တင်ယူတယ်ဆိုတာသူတပားရဲ့တိုက်တွန်းချက်မှာပါပဲကိုယ်တိုင်စိတ်ဝင်စားလို့တင်ယူခြင်းစိတ်ရှိဖို့အရေးကြီးပါတယ်တင်ယူပြီးရင်လည်းလက်တွေ့အတုံးချမှာ အကျိုးရှိမှာဖြစ်ပါတယ်။သင်ယူချင်တဲ့ဘာသာရပ်ကိုရွေးချယ်ဖို့ကလည်းသင်ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။အခြားသူတွေကတိုက်တွန်းလမ်းညွှန်လို့သင်ယူရရင်လည်းသင်ယူသင်ယူမှုမှာသင်ကိုယ်တိုင်စူးစမ်းလေ့လာမှထိရောက်မှုရှိမှာဖြစ်ပါတယ်။အွန်လိုင်းသင်တန်းတွေကအပြင်မှာသင်တဲ့သင်တန်းတွေလောက်အကျိုးမရှိဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ဘယ်ကနေပဲတင်ယူပါစေကိုကိုရန်ကတင်ယူခြင်းစိတ်ရှိပြီးတင်ယူထားတာတွေကို လက်တွေ့အသုံးချမယ်ဆိုရင်တင်ယူမှုကထိရောက်မှုရှိပါတယ်ဒီလိုအွန်လိုင်းကနေတင်ယူလာတဲ့အခါ effective လမ်းမြင်ဖြစ်ဖို့အတွက်ဘာတွေလှုပ်ဆောင်ရမလဲဆိုတာသိထားဖို့လိုပါတယ်ဒါကြောင့်အွန်လိုင်းကနေတင်ယူတဲ့အခါဘာတွေလှုပ်ဆောင်ရမလဲဆိုတာကို အဆက်ဆက်ချက်နဲ့ဖော်ပြပေးလိုက်ပါတယ်။ဘာတွေလဲဆိုတာကြည့်လိုက်ကြရအောင်ပါ။နံပါတ်1သင်ကိုသင်သင်ယူခြင်းတဲ့ပညာရက်နဲ့သက်ဆိုင်တဲ့သင်တန်းကို ရွေးချယ်ပါ။သင်အလုံးနဲ့သက်ဆိုင်တဲ့သင်တန်းဒါမှမဟုတ် သင်အမှန်တကယ်လေ့လာသင်ယူခြင်းတဲ့သင်တန်းမျိုးကိုရွေးချယ်ပါ။သင်တကယ်လိုအပ်နေတဲ့ပညာရက်စစ်တဲ့အတွက်တဲ့အတွက်လည်း အကျိုးရှိစေပါတယ်။ဒါကြောင့်တင်နန်းရွေးချယ်မှုမှန်ကန်ပါစေ။နံပါတ်2တင်နန်းကြော်ညာတွေ့တိုင်းတင်နန်းတက်ချင်တာမျိုးမဖြစ်ပါစေနဲ့။တင်နန်းတွေအများကြီးထဲမှာတင်နန်းကြော်ညာအလန်းစားတွေမြန်တိုင်းလက်ပြီးတက်နေမယ်ဆိုရင်နောက်ဆုံးမှာတင့်အနေနဲ့ဘာတစ်ခုမှတကယ်တမ်းပြင့်မြောက်မှာမဟုတ်တလို့အချိန်ကုန်ငွေကုန်လူပင်ပန်းယုံပဲရှိမှာပါ။ သင်္นานအမျိုးမျိုးတက်တဲ့အခါလက်တွေ့မှာအကျိုးမရှိနိုင်တဲ့အပြင်သင်္นานတက်ရတာငင်းငွေ့လာပါလိမ့်မယ်။ဒါကြောင့်သင်အမှန်တကယ်လိုအပ်တဲ့သင်အတွက်အသုံးဝင်မဲ့သင်္นานကိုတက်ပါ။နံပါတ်3သင်္นานကိုဘာကြောင့်တက်တာလဲ။ဒီပညာတွေကိုဘယ်နေရာမှာအသုံးချမလဲဆိုတဲ့ရည်ရွယ်ချက်ချမှတ်ပါ။ရည်ရွယ်ချက်မရှိဘဲသင်္นานတက်နေမှဆိုရင်လက်တွေ့ အသုံးမချသလိုတင်ယူမှုမှာလည်းအာယုံစူးစိုက်မှုမရှိနိုင်ပါဘူး။ဒါကြောင့်တင်တက်ကျင်တဲ့တင်နန်းကိုရည်ရွယ်ချက်စမှတ်ပြီးမှတက်ပါတင်ယူထားတဲ့ပညာတွေကိုလက်တွေ့အသုံးချပါ။နံပါတ်၄တင်နန်းတစ်ခုမပြေးခင်အခြားတင်နန်းကို တက်ကျင်တာမလုံးမိပါစေနဲ့။အွန်လိုင်းမှာတင်နန်းတွေအလွယ်တကူတက်လို့ရနေတဲ့အတွက်တင်နန်းမျိုးစုံကို တက်နေတက်နေတာကတော့မဆန်းပါဘူးဒါပေမဲ့တင်နန်းတစ်ခုမပြေခင် နောက်တင်နန်းတွေတက်ရှင်နေတာကတင့်အတွက်အကျိုးမရှိနိုင်ပါဘူးအမှန်တကယ်လိုအပ်လာလို့တက်ရှင်ရင်လည်းအချိန်ကြာဆွဲပြီးတက်ပါနံပါတ်5တင်ငန်းစာတွေကိုတစ်နေ့စာတစ်နေ့လောက်ပါတင်နန်းတက်သူတိုင်းပထမရက်တွေမှာစိတ်အားထက်သန်ပြီးစိတ်တက်ကြွ စိတ်တကြမှုရှိကြပါတယ်နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့သင်္ကန်းစာတွေကိုမလုံးဖြစ်ကြတော့ပါဘူးဒီလိုနဲ့နောက်ဆုံးသင်္ကန်းစာတွေများလာလေလေ မလုံးဖြစ်လေလေပါပဲဒါကြောင့်သင်ယူထားတဲ့ပညာကိုနေ့စဉ်ဒီဇိုင်းမမတ်လှုပ်ဆောင်ပါလေ့ကျင့်ပါလက်တွေ့အသုံးချပါနံပါတ်6သင်္ကန်းစာတွေကို စာအုပ်ထဲချရေးပါသင်တန်းတက်ပြီဆိုရင် ဖုန်းကွန်ပျူတာထဲမှာပဲစာတွေကို သိမ်းဆည်းမထားပါနဲ့ဖုန်းထဲမှာ data အချက်လက်တွေသိမ်းဆည်းထားတာများတဲ့အတွက်ပြန်ပြီးမကြည့်ဖြစ်တော့ပါဘူးဒါကြောင့်စာအုပ်ထဲချရေးပါချရေးထားတဲ့အတွက်လက်တွေ့လည်းစာလုံးဖြစ်သလိုပုံပြီးလည်းမှတ်မိစေတဲ့ကိုအသုံးချခြင်းတဲ့အချိန်မှလည်းပြန်ချရတာလွယ်ကူစေတဲ့ဒါကြောင့်သင်ငန်းစာတွေကိုစာအုပ်ထဲချရေးပါ နံပါတ်9တင်တန်းကြီး free ဆိုရင်ကိုနဲ့မဆိုင်တဲ့တင်တန်းတွေကိုနံပါတ်9တင်တန်းကြီး free ဆိုတိုင်းကိုနဲ့မဆိုင်တဲ့တင်တန်းတွေကိုမတက်ပါနဲ့ပညာဒါနတင်တန်းတွေပေါ်များနေတဲ့အချိန်မှာတင့်ရဲ့အချိန်ကမပေါ်ပါဘူးအင်တာနက်ဖိုးကလည်းမလွယ်ကူပါဘူးဒါကြောင့်တွေးသမျှတင်တန်းတိုင်းကိုအလကားရတယ်ဆိုပြီးမတက်ပါနဲ့ ကိုအမှန်တကယ်မလိုအပ်ပဲကိုယ့်အတွက်အတော်မဝင်ပဲတတ်မှဆိုရင် ကိုယ့်အတွက်လည်းအကျိုးမရှိသလိုသင်ကြားပေးတဲ့ဆရာကိုလည်းမလေးစားရကြပါတယ်ဒါအပြင်ပညာကိုလည်းတန်ဖိုးမထားသလိုဖြစ်တဲ့အတွက်ကိုနဲ့မဆိုင်ရင် မတတ်ပါနဲ့နံပါတ်၈ပညာဒါနသင်တန်းတွေကိုတန်ဖိုးထားပါပညာဒါနသင်တန်းတွေဟာဒီလိုပညာတွေ မျှဝေပေးဖို့အတွက်သူတို့ရဲ့အချိန်လောက်အားငွေကြေးစိတ်ပင်ပန်းမှု အခက်အခဲမျိုးစုံနဲ့လေးလာတင်ယူခဲ့ရတာဖြစ်တဲ့ပညာရတွေပါဒီလိုပညာရတွေကိုမျှဝေပေးတဲ့ဆရာသင်တန်းတွေကို လေးစားတန်ဖိုးထားပါ ကိုမသိတာတစ်ခုကိုသင်ကိုမသိတာတစ်ခုကိုသူသင်ပေးလို့သိသွားတဲ့ဆိုရင်အဲ့ဒါကသင်အတွက်တန်ဖိုးတစ်ခုပါ ဒါကြောင့်ပညာဒါနသင်တန်းတွေကိုလေးစားတံပိုးထားပါနံပါတ်ကို online မှာသင်တန်းတက်နေခြင်းအခြားအရာတွေအပေါ်အာရုံမရောက်ပါစေနဲ့သင်တန်းတက်နေရင် Facebook ကြည့်တာ Messenger သုံးတာ email စတာဂိမ်းဆော့နေတာ စတာတွေအကျိုးမရှိတဲ့အရာတွေအပေါ်မှာအချိန်မဖြုံးမိပါစေနဲ့သင်ရဲ့စိတ်ကိုလဲလာသင်ရမှု တစ်ခုတည်းအပေါ်မှာပဲအာယုံစူးစိုက်ပြီးစိတ်နှစ်ထားပါ စာတင်နေရင် စိတ်မထင်းချုပ်နိုင်ပဲ9မိနစ်လောက်ပါဆိုပြီးအွန်လိုင်းသုံးမိသွားရင် ချက်လို့မရပဲအချိန်တနာရီလောက် ကြာသွားနိုင်ပါတယ်ဒီလိုနဲ့အချိန်ချိပါသေးတယ်နောက်နေ့မှတင်လဲရတာပဲဆိုပြီးအချိန်ဖြုံမိရင်တင်ငန်းစာတွေကိုဘယ်တော့မှလုံးပြစ်မှာမဟုတ်တော့ပါဘူးဒါကြောင့်တင်နန်းတက်နေရင် online ပေါ်ကအခြားအကျိုးမရှိတဲ့အရာတွေကိုမသုံးမိပါစေနဲ့နံပါတ်30ငွေကြေးနဲ့တင်ယူရတဲ့တင်တန်းတွေမှာသူများက ကောင်းတယ်လို့ပြောတာနဲ့မတက်မိပါစေနဲ့တင်အမှန်တကယ်စိတ်ဝင်စားမှတက်ပါတင်စိတ်မဝင်စားပဲအရှားတူအရှားသူတူရဲ့တိုက်တွန်းမှုကြောင့်တက်နေရတယ်ဆိုရင်တင်ဟာဒီပညာကို အမှန်တကယ်သင်ယူဖို့ဆရာထက်တန်သူဆရာထက်တန်မှု မရှိတဲ့အတွက်အချိန်ကုန်ငွေကုန်စိတ်ပန်းလူပန်းတာတွေပဲကြုံရပါလိမ့်မယ်။အွန်လိုင်းကနေသင်ယူတာဖြစ်တဲ့အတွက်တယောက်တည်းသင်ယူရချိန်မှာ စိတ်မဝင်စားရင်သင်ကိုဘယ်သူကမှကူညီနိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့်သင်ယူမှုလုပ်တဲ့အခါကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သင်ယူပါ ဒါတွေက online ကနေတင်မှုလောက်တဲ့အခါလက်တွေ့လောက်ဆောင်တင်တဲ့အချက်တွေဖြစ်ပါတယ်အခုပြောပြထားတဲ့အချက်စေချက်ကို online learning လောက်တဲ့အခါလက်တွေ့လိုက်နာစဉ်းသုံးမဲ့ဆိုရင်တဲ့အတွက်အကျိုးရှိမယ်ဆိုတာယုံကြည်ပါတယ်